Hello အားလုံးမင်္ဂလာပါကျွန်တော်ကိုစပါဒီနေ့မှာတော့ကျွန်တော်ပြီးခဲ့တဲ့တပတ်ရယ်ဟိုးအရင်တလားတော့ကြည့်ခဲ့တဲ့ဘောလုံးပွဲလေးအကြောင်းကိုကျွန်တော် blog လေးလုပ်ပေးခြင်းတယ်ပထမတော့မလုပ်ပေးတော့ဘူးရယ်တွေးတာဒါပေမဲ့ကျွန်တော်နောက်ဆုံးပွဲကြည့်ခဲ့တဲ့ပွဲမှာသူတို့ fighting player ညပြောမယ်ဆိုလို့ရှိရင် KSC Cosworth အသင်းရယ်ပြီးတော့ FCK တကယ်ကဘာရံဘတ်အသိနှစ်သိန်းတွေ့ရတဲ့အချိန်မှာတို့ရဲ့အဲနေပြီးတော့ညှိစုံပြီးတော့ပြဿနာတွေတက်ခဲ့ကြတာကိုတော်ပါလိုက်သေးတယ်အဲ့ဒီအကြောင်းလေးကျွန်တော်မျှဝေခြင်းနဲ့ဗျโอเคကျွန်တော်လည်းတူလိုက်ကြည့်လိုက်အောင်အင်းကနေဂျထားစီထွက်လာရတယ်ဗျတနအိုင်ဝင်းကျင်လာတော့စီးလိုက်ရတယ်လမ်းမှာရှုခင်းနေကြည်နေပေါ့ ပြီးတော့မြို့ရောက်လာခဲ့တယ်ရဲကားရဲ့လည်းအပြည့်ပဲဒီမှာဒီလိုနေမျိုးဆိုလို့ရှိရင်ဗျာဘီယာကိုလည်း AC လမ်းပေါ်မှာလည်းတောက်ကြရတယ်ရထားပေါ်မှာလည်းတောက်ကြရတယ်ပြီးရင်အပေါ့သွားရင်ခြုံပုတ်တယ်သွားကြရတယ်ပြောရမယ်ဆိုရင်ပွဲနေပွဲတိုင်းရဲဆိုပေါ့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 နော်သူတို့တွေ relax လုပ်ကြရတယ်ဒီခြုံထဲမှာကျွန်တော်ခြုံတိုးခဲ့တာ ဘောလုံးဝဲရောက်ပါပြီဒါဘောလုံးကွင်းပေါ့စပိန်ထားတဲ့နေရာရှိတယ်ဒါကနီကက်မန်အဲကွင်းနဲ့ကွာတယ်စပိန်ပြတ်တာဆိုလို့ရှိရင်ချွေစိနဲ့ထည့်ပြီးတော့ငှားလို့ရပါဘောနော်ဘော်ဒါရီပလင်းတွေလိုက်ကောက်တဲ့လူတွေရှိတယ်ဗျဒါတော့အแทဝင်ဖို့တန်းစီနေကြအောင် ါ green ထိုင်ကုန်နေရာမသွားခင်အပြင်မှာဘီယာဝယ်တောက်လို့ရတယ်။ဘီယာလေးရတော့ထုံးစံတိုင်းနည်းနည်းတော့စေးကြည့်ရဲ။ဒါကကျွန်တော်ပြီးခဲ့လပထမဆုံးသွားကြည့်ရတဲ့ပွဲ။ဒါတော့ player တွေကိုနာမည်ခေါ်တာပေါ့ဘယ်သူကံဘယ်သူကံပဲပေါ့ ဒီပွဲမှာတော့ထွေထူးပြောစရာမရှိဘူးကျွန်တော်တို့ဒူးစီးနဲ့နိုင်ခဲ့တယ်ဒီပွဲကတော့ရှော့ရှူနဲ့ AC ပြီးသွားတယ်ဒါတော့နောက်တစ်ပွဲဗျကျွန်တော်မနေ့ကသွားကြည့်ခဲ့တာအော်တိုဘားလာပါတော့ဆိုင်ရလေးခြင်ရတယ်ကိုယ်လည်းဘာနာမလဲတော့ဘီယာလေးတမျက်များနဲ့ပေါ့ပွဲစပြီ ဟိုးဘက်အနီအောင်လေးတွေကတော့အဲ့ဒါကတော့တခြားပြိုင်ဘက်အသင်းပေါ့နော်ဒီအသင်းပေါ့နော်ရင်းနာကြကောင်းတာနောက်ဆုံးမိနစ်60အချိန်ပို9မိနစ်မှာ extra time မှာဟိုဘက်ကပြန်သွင်းသွားပြီအဲ့ဒီမှာလောင်းနေရပြီ ဆွဲလာရန်လိုက်ဖြစ်ကုန်ပြီကိုသမားရဲ့နောက်ဆုံးအရှိတ်တက်လာတယ်ကျွန်တော်တို့ဘက်ကိုသမားပေါ့နော်ငါအစိမ်းအောင်ဘာလို့နောက်ဆုံးမိနစ်9မိနစ်အချိန်မို့9မိနစ်ပဲကျန်တော့ဗျာဒါလားသူတို့တွင်သွားတဲ့အချိန်မှာဒီဘက်ကလောင်လာပါသိရလားဆိုတော့ကိုသမားပါအရှိတ်တက်လာကော်နာဝင်ကန်မဝင်သွားပါဘူးခြေထောက်တွေပါထိုးပြတဲ့ အမှအဝါကက်တွေပါပြတ်ပြီးတော့ပွဲပြီးသွားပါတယ်ကျွန်တော်တို့ KSC ကျွန်တော်တို့အားပေးတဲ့ KSC အတင်းရ FCK အတင်းကို3-2နဲ့ရှုံးသွားပါတယ်ပြီးတော့ကျွန်တော်ပြင်ထွက်လာရတယ် အရှိမ DJ စင် DJ နဲ့ပေါ့နော်ပွဲလုပ်နေအဲ့မှာကျွန်တော်ပြဿနာကြီးတက်ခဲ့တယ်ဘာဖြစ်လဲဆိုတော့ပွဲပြီးတော့ဂျာစီနဲ့ထွက်လာတယ်ဗျာကျွန်တော်အနေနဲ့စိတ်ထဲမှာထင်လိုက်တာ football player တွေသူ့ assistant တွေ manager တွေအဲ့လိုပေါ့နော်အရန်တင်ရလူလို့ကျွန်တော်ထင်တာတကယ်တော့မဟုတ်ဘူးဒါကျွန်တော် GSC ရဲ့ fan တွေဟိုဘက် fan တွေကိုတော့ချုံမို့တော့ပေါ့နော်အဲ့ဒီမှာဘာဖြစ်သွားလဲကျွန်တော်ရိုက်နေတဲ့ကင်မရာကိုလက်နဲ့ရိုက်ချတဲ့ကောင်တော်ရှိတယ်။အဲ့ဒီမှာဟဲ့မင်းဘာလုပ်တာလဲဘာဖြစ်လဲကျွန်တော်နဲ့လောင်တာဗျာ မင်းဘာလုပ်တာလဲပေါ့နော်ဟာမင်းဟိုကောင်နဲ့တိုက်နေမယ်ဟောဟဲ့ငါ့ကောင်ဘာဖြစ်လို့လဲဘာဖြစ်လဲဖြစ်လာတော့တဲ့မှာဒါ public area မှာဆိုတာဖြစ်ကုန်တော့တဲ့မှာလောင်လာဟိုဘက်ကတော့ရှော်သွားပါလေကျွန်တော်ဒါကတော့ကျွန်တော်ခုနပြောတဲ့အနီးပြိုင်ဘက်အတင်းနဲ့ကျွန်တော်တို့အားပေးတဲ့ KSC ဟို football member တွေ အခြေတင်စကားများရံဖြစ်တာပေါ့နော်တခုရှိတယ်သူတို့နိုင်ငံမှာတော့သူတို့ရဲ့ပစ္စည်းပြည်သူပိုင်ပစ္စည်းတွေကိုချိုးဖဲ့တာရေမရှိဘူးဗျာကျွန်တော်တို့ဟိုတစ်ခေါက်ဖြစ်သွားတယ်တဲ့မလားအများနဲ့ဖြစ်ပါတယ်ရနာဘုံနဲ့မန်လေးနဲ့မန်လေးရနာဘုံနဲ့ဟိုရန်ကုန် United FC တွေ့လို့ရှိရင်ကျုံးသလိုမျိုးပေါ့နော်ဒီမှာတော့မရှိဘူးသူတို့အများပြည်သူပိုင်ပစ္စည်းတွေကိုမကျုံးရာဒီမှာကတော့ဟိုပါပေါ့နော်ရဲတွေအဆောင်တွေရှိတယ်ဟိုဘက် ဖန်တွေဘက်ကိုမသွားဘူးပေါ့နော်ကားတွေကအစာစစ်ပါတယ်ဟိုဘက်ချမ်းကိုဘာလို့သွားကျင်တာလဲဟိုဘက်ချမ်းကိုသွားမယ်ဆိုရင်အထောက်ထားပြပါတော့ညာဒါပါပဲပြီးတော့ကျွန်တော်တို့ပြန်လာခဲ့တယ်ပြန်တဲ့မင်းမဝေးမှာဒီအားဆိုင်ရှိတယ်အာပပူးလက်ခေါ်လို့ရတယ်အကားတွေခေါ်ပြီးတော့အမပရင်ပေါက်လေးရှိတယ်ပရင်ပေါက်လေးကားခေါ်ပြီးတော့ပပူးခေါ်လို့ရပါတော့ဒီကျဲကြီးကတော့ညှိနေကြတယ်ဘာပြောနေလို့မသိဘူး ပြန်တော့ကျွန်တော်တို့ညစာစားခဲ့ကြတယ်။အိမ်ပြန်ခဲ့ကြတယ်။ဒါပါပဲ။အားလုံးအဆုံးထိကြည့်ရှုပေးတဲ့အတွက်အရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်။ကျွန်တော်တို့ like follow share subscribe လုပ်ဖို့လည်းမမေ့ပါနဲ့။အားလုံးဘိုင်ဘိုင်